Sampa'u, purified drinking water. အဲ့အတွက် <laughs> အခြေခံစီးရင်စီကံကပရဟိတစိတ်သက်ရှိသူဖြစ်ဖို့လိုအပ်ပါတယ်2012ခုနှစ်မှာပြင်ပကဘာနဲ့စတင်ချိတ်ဆက်ဖို့ကြိုးစားခဲ့တဲ့မြမဘီဟာငားနဲ့အတွင် အလှမဲ့ပေါင်းရာနဲ့ချီပြီးတိုက်တန်စုတွေတပုံကြီးနဲ့မွေးထုတ်ခဲ့ပြီမဲ့ကဘာနဲ့နှစ်90လောက်အဆက်ပြတ်ခဲ့လို့ဒုက္ခပေါင်းများစွာခါစီခံနေရတဲ့မြမလူအဖွဲ့အစည်းအတွက်တကယ်ပဲပရဟိတစိတ်ထားတွေရှိနေကြရဲ့လား တို့ရဲ့ image ကိုတိဆောက်တဲ့နေရာမှာပေါ့နော်ဟို stand ဆိုတာရေးကြည့်ရရက်တီချက်ဆိုတာရေးကြည့်ရအကယ်၍သူကိုနိုင်ကနေရောမှာငါရဲ့ image တစ်ခုကိုထူထောင်မယ်ငါ crown ရတဲ့အချိန်မှာလည်းပဲငါ crown ရဲ့ target တွေကိုပြည့်အောင်လုပ်မယ်ဒါမှမဟုတ်လို့ရှင် crown ကိုပေးပြီးသွားရင်လည်းပဲငါဟာ celebrity ငါ something in the community ဆိုပြီးတော့မှငါရဲ့ပုံရိပ်ကိုငါထူထောင်မယ်ဆိုတဲ့စိတ်ရှိမယ်ဆိုလို့ရှင်တော့ဆက်လုပ်လို့ရပါတယ်ကိုတရပူလဲပြီးတော့ ကြာလိုက်တဲ့ချိန်မှာဒီလက်ငယ်ဒီညာလုံးလုံးကိုရှိလို့တုံးခဲ့ရပေါ့နော်။အဲ့လက်ငယ်တနက်ပူလဲပြီးနောက်တရပူလဲတဲ့သူကနောက်တရပူကလည်းပဲသူ့မှာတိတိရမယ်။ရှေ့ဆီနီယာရေဘလို့သွားတယ်လေ။ပြီးပြီးသူတို့ကပြောလဲဆိုတော့မြန်မာပြည်မှာရှိတဲ့အရှေ့ဆီနီယာအမတွေဘာလို့သွားလဲပဲကြည်တာ။ဟော international မှာဘလို့ charity လုပ်ငန်းလုပ်တယ်ဘလို့ပြည်သူတွေလုပ်တယ်ဆိုတာကိုဟိုမကြည့်ကြအောင်ပေါ့နော်။ Prahita ဆိုတော့ Miss ပြမှာ Prahita လောက်အောင်မလားလို့မေးကြပါတယ်။ဒီအနှမဲ့လေးတွေကတကသာဘယ်နေရာမှာတော့ ဘယ်လိုလိုအပ်နေတဲ့နေရာတွေရှိပါတယ်ဒီနေရာတွေကိုတော့ဖြင့်ဘာတွေလှူဒန်းနိုင်ပါတယ်ဆိုတာမျိုးကိုသူ့ရဲ့ဆိုရှယ်မီဒီယာမှာဖြစ်ဖြစ် သူ့ fan တွေနဲ့ထိတွေ့တဲ့အခါမှာပဲဖြစ်ဖြစ် ဒီလိုသာချပြခဲ့မယ်လှုပ်ဆော်စည်းရုံးပေးနိုင်ခဲ့မယ်ဆိုရင်တော့ဒီပရဟိတလုပ်ငန်းတွေအတွက်အစိတ်အားထက်သန်နေကြတယ်ကိုယ့်ရဲ့ပြည်သူတွေပြည်သက်တွေကဒီလမယ်တွေရဲ့ဥဆောင်မှုပေါ်နောက်ကိုလိုက်ပြီးတော့ဗောနော်လိုအပ်တဲ့နေရာတွေကိုထောက်ပံ့ကြတယ်ဖြည့်ဆည်းကြတယ်လှူဒန်းကြတယ်ဗောနော်တာမန်မင်းကလေးတယောက်အနေနဲ့လည်းပရဟိတလုပ်နိုင်ပြီမဲ့မင်းတယောက်အနေနဲ့ပရဟိတလုပ်ချင်းကတော့ကိုယ့်ရဲ့နောက်မှာဖန်တွေရှိတဲ့အတွက်သူတို့ရဲ့အင်အားတွေနဲ့ပို့ပြီးတော့တောက်တောင်တင်းနေတယ်ဗောနော်ပရဟိတလုပ်ငန်းတွေပို့ပြီးတော့လှုပ်ဆောင်နိုင်ပါတယ်ရှင့်ဟုတ် မယ်အဖြစ်နဲ့အမှုပညာလောကရဲကိုစဝင်ပြီးမှတကယ်လှုပ်ရှင်တဲ့ရုပ်ရှင်မင်းသမီးအစိုးရတွေဖြစ်ဖို့စဉ်းစားတဲ့အချက်ဟာနိုင်ငံတကာစံနှုန်းနဲ့မြန်မာပြည်အန်ချော်နေတဲ့ကိစ္စလည်းဖြစ်ပါတယ်။အမှုပညာလောကမှာနေရာတနေရာရဖို့အတွက် အလမဲ့တယောက်ရဲ့ professional ကိုချနှင်းတဲ့ပြဿနာတွေကလည်း၅နှစ်အတွင်းမှာကြီးထွားလာပါတယ်။ ူတောင်းတာနဲ့ကောင်မလေးပြောချင်တာလည်းပေါ့နော်ဒီ charity လုပ်ဖို့လည်းလုပ်တယ်လို့ဒီလက်လမ်းမိတဲ့နောက်ဒီပြည်သူတွေအတွက်လည်းအကောင်းဆုံးဟိုဖြစ်အောင်လည်းလုပ်ဖို့လုပ်ရတယ်သူတို့မှာပေါ့နော်ဒီလိုတချို့ miss တွေလည်းရှိပါတယ်အခုံရပြီးတော့ပြီးသွားတယ်ဘာမှမလုပ်ဘူးသူတို့မှာလဲဆိုတော့ မစ်ရပြီးသူတို့အလူပညာလောကဘက်ကိုဝင်ဖို့ဟိုအရန်ရုပ်ဦးတည်နေတဲ့လူတွေလည်းအများကြီးရှိတယ်။ဒါဆိုအရင်တော့ကဒီ moral ဒီအရန်ဟိုနာမည်ကြီးရဲ့ very popular ဖြစ်ခဲ့တယ်။ moral လောကနေပြီးတော့တရုတ်ဆောင်ပြောင်းလာတယ်ရှင်။နေ့ကနေ့နဲ့လည်း miss international ဝယ်မှာရပြီးတဲ့အချိန်မှာတနစ်ခွဲတိတိဘာမှမလုပ်ခဲ့ဘူးဒီ charity လုပ်ငန်းတွေဒီလူတွေအားလုံးအကောင်းဆုံးပေးဆက်ခဲ့တယ်ပြီးတော့အချိန်မှာကိုတရကူလွဲပြီးတော့ ကြာလိုက်တဲ့ချိန်မှာဒီလက်နေဒီဥပညာလုပ်ငန်းကိုခြေစုံပြုဝင်ခဲ့တယ်ပေါ့နော်။မင်းဖြစ်သွားပြီးနောက်ပိုင်းမှာကမော်လဖြစ်သွားတယ်၊မင်းသမီးဖြစ်သွားတယ်၊ဆိုတော့ဖြစ်သွားတယ်မှတ်နေ။ပြီးတော့ဟိုကတော့တကယ်ဟို pride ကလုံနေပါတယ်ဆိုပြီးတော့ online မှာမတင်ဘူး။ငယ်လို့တော့မတင်ဘူး။အရင်ကို online မှာတင်ချင်လို့လောက်တာလားဆိုရပြောမခံနိုင်တော့ပေါ့နော်အဓိကကတော့အဲ့တော့အားလုံးလောကောင်းတာပဲလုပ်စေမကောင်းတာပဲလုပ်စေအခြေမြင်ချက်ကတော့သူကမကောင်းတာလုပ်လေအော်နင်ကပေါ်ပယ်မယ်။မကောင်းတာလုပ်လို့ရှိရင်ဟဲ့မကောင်းလိုက်တာဆိုပြီးပြောနေကြမှာပဲ။အဲ့တော့ဟိုကကိုယ်စိတ်ထဲမှာရှိရင် တကယ် writer လောက်ချင်တဲ့ situation writer ကိုလောက်ပါအဓိကကြီးအဲ့ဒါကြီးကိုလောက်ပါတယ်လောက်ပါတယ်ဆိုပြီးအရင် promote မလုပ်ခွင့်နဲ့ writer ဆိုတာ writer ဆိုတာ miss မလောက်ရတာမဟုတ်ဘူးပေါ့နော် writer ဆိုတာ blue dye လောက်တင်တယ်နိုင်ငံကိုစားပြီးအလှမဲ့တယောက်ဆိုတာကို ်တရခုဆောင်းထားခြင်းဆောင်းထားခြင်းအချိန်တွင်ကိုစာချုပ်သက်တမ်းရှိတဲ့အချိန်အတွင်းသာကိုကအလှမဲ့တယောက်ဖြစ်နေရမဟုတ်ပါဘူးအလှမဲ့တရခုကိုဆောင်းလိုက်တဲ့အချိန်ကစပြီးကိုယ့်ရဲ့ကျန်တဲ့ဘဝသက်တမ်းတလျှောက်မှာနိုင်ငံကိုစားပြီးအလှမဲ့တယောက်မှာရှိသင့်ရှိတဲ့အရေးချင်းတွေတာဝန်တွေကိုအမြဲတမ်းလှုပ်ဆောင်သွားနိုင်ပါတယ်အလှမဲ့တယောက်ဖြစ်ထာဝရရည်တည်သွားနိုင်ပါတယ်ပေါ့နော်ဒါကြောင့်မလို့အလှမဲ့တယောက်သာဖြစ်လာပြီဆိုလို့ရှိရင်ကိုယ့်ရဲ့တာဝန်တွေဖြစ်တဲ့ပရဟိတလုပ်ငန်းတွေကိုလူမှုကျိုးပြုလုပ်ငန်းတွေဒီအရာတွေကိုကိုယ့်ရဲ့အတိုင်းအတာနဲ့ကိုယ်လက်လန်းမိသလောက်ပေါ့နော်အမြဲတမ်းပေါ့နော်လှုပ်ဆောင်သွားစီချင်တယ်ပြီးလို့ရှိရင်ကိုယ့်ရဲ့နောက်မှာ ထွက်ပေါ်လာမဲ့နိုင်ငံကိုစားပြီးအလှမဲ့လောင်းလေးတွေကိုလည်းကိုလိုအရေးချင်းတွေရှိလောက်ကိုထက်သားလွန်တဲ့အရေးချင်းတွေရှိလောက်ပြန်ပြီးတော့ပြုစုပြောထောင်ပေးတဲ့နဲ့လေ့ကျင့်ပုံသွင်းပေးတဲ့နဲ့ဒီလိုသာလှုပ်ဆောင်ပေးသွားမယ်ဆိုလို့ရှိရင်တော့အလှမဲ့လေးတွေကိုလည်းပရိသတ်တွေကအမြဲတမ်းပို့ပြီးတော့လည်းချစ်မြတ်နိုးလာမယ်ပြီးတဲ့ခါကျမြန်မာပြည်ရဲ့အလှမဲ့လောကကြီးလည်းပို့ပြီးတော့ဖွံ့ဖြိုးလာမယ်တိုးတက်လာမယ်လို့ယုံကြည်ပါတယ်လာမယ်နဲ့ဘရာဟီတာကဒွန်တွဲနေပြီမဲ့ တကယ်လက်တွေ့မှာကတော့စိန်ခေါ်မှုတွေကအများကြီးရှိနေပါတယ်။အလမဲ့တယောက်ချင်းလှုပ်လို့ရတဲ့ပရာဟိတတွေရှိသလို organization ကနေပံ့ပိုးပေးမှဖြစ်နိုင်မဲ့ကိစ္စတွေလည်းရှိနေတာကြောင့်ပါ။အထူးသဖြင့်တဘာဝ BNR တွေစစ်ပွဲတွေနဲ့ပြည့်နှက်နေတဲ့မြမပြည်လိုနေရာမျိုးဟာလူမှုအကျိုးပြုလုပ်ငန်းတွေအများကြီးရှိနေပေမဲ့အလမဲ့တယောက်ချင်းစီရဲ့ဝန်းစားနဲ့ဘဟုတုတ္တကလည်းလိုနေတာပါ။ အဲကျွန်တော်တို့မှာစုရသွားပြီဆိုရင်ကျွန်တော်တို့အစားအလုပ်တွေလည်းများလာအဲ့ခင်မှာဟိုကိုတကယ်မင်းဆရာရေလုံးမယ်ဆိုရင်ရည်ရွယ်ခဲ့တချို့လုပ်တွေကပြတ်သွားတာရှိရေပေါ့နော်ဆက်မလုပ်ဖြစ်တော့နောက်ဒီပရာဟိတပိုင်းဆိုရင်လည်းတချို့ပရာဟိတတွေကကိုတယောက်တည်းနဲ့လုံးလို့မရဘူးအများနဲ့ပူပေါင်းပြီးတော့လုံးရတာရှိရေချင်းရလည်းပေးရအောင်မယ်လူအင်ရလည်းပေးရအောင်မယ်နောက်ဟိုကိုပိုင်းငွေအရင်းနေရပေါ့နော်အဲ့ဒါလည်းအကုန်လုံးထုတ်ပြီးမှလုံးရမယ်ဆိုတဲ့အတွက်ကြောင့်မလို့ဟိုတို့မှာ အင်တာဗျူးတွေတော့ပြောခဲ့ရတယ်မတူဘဲနဲ့မလုံလံတော့ဟာရှိတယ်တစ်ခါတလေပေါ့နော်ညီမခံစားရတာရှိတယ်အရန်ကိုသိကျင်ကျက်မှုတွေလည်းတစ်ခါခံစားရတယ်ပေါ့နော်ဒါပေမဲ့နောက်ပိုင်းမှာတော့ကိုယ့်ရဲ့စိတ်ထဲကအတိုင်းပဲကိုနေတယ်ဒါပေမဲ့ဘာမှမကြော်ဘူးကိုယ့်ရဲ့စိတ်ကိုလွှတ်လိုက်တယ်။ကောင်းဆုံးလဲစဉ်းစားတယ်။ဘာမှမကိုလုံးလိုက်တဲ့လုံရက်တခုပါပေါ့နော်။အများနဲ့ကိုနိုင်ငံအတွက်ကိုလည်းကြည့်တဲ့လူတယောက်ဖြစ်သေးတယ်။အဲ့တော့မြမအနေနဲ့ပေါ့နော်။မစ္စရာအပေါ့နော်။တကယ်တော့တာဝန်ကြီးလေးပြီးတော့ လူတွေအားလုံးလေးစားရတဲ့လူတယောက်အနေနဲ့မြမအနေနဲ့ဒါတွေကိုသတ်မှတ်တယ်ပေါ့နော်တာဝန်နဲ့ဝတ်တရားတွေကလည်းအများကြီးပဲ ဒါပေမဲ့အများနဲ့ကိုယ့်ဘဝကြီးကိုတော့တောင်းဝင်ဝတ်တရားဆိုတဲ့ဘောင်ထဲမှာတော့မနေသေးခြင်း။ဘာလို့လို့အများနဲ့ကိုယ့်နိုင်ငံအတွက်တော့စဉ်းစားဖို့အာမစ္စယောရိုက်ကွာခရောင်းရရိုက်ဆိုတော့ဒီခရောင်းနဲ့ထိုက်တန်တဲ့လူဖြစ်ရမယ်အများကလည်းစောင့်ကြည့်နေပြီနော်ပရိတ်သတ်တွေရှိတလို့ဝေဖန်မဲ့လူတွေလည်းရှိရအားလုံးစောင့်ကြည့်နေကြရဲ့အဲ့လိုစောင့်ကြည့်နေတဲ့အချိန်မှာပေါ့နော်ကိုကဒီခရောင်းနဲ့ထိုက်တန်တဲ့နောက်ကိုကနိုင်ငံကိုစားပြုလို့တက်မှတ်ထားရဆိုရင်ကိုနိုင်ငံအတွက်အနည်းဆုံးတော့ကိုနေတဲ့မြို့အတွက်ဒါမှမဟုတ်အမျိုးသမီးတို့အတွက်ပေါ့နော်ဘလိုမျိုးကောင်းကျိုးတွေလောက်ခဲ့တယ်လဲလောက်ဖို့အာအစီအစ ရှိကြလဲပေါ့နော်အမြဲအဲ့ဒါတွေကတော့အရေးကြီးပါတယ်ဟုတ်ဒါဆိုရင်အလမဲ့တယောက်ရဲ့တာဝန်တွေကဘာတွေလဲအင်မတန်များမွန်လာပြီးတာဝန်ကြီးမားလာတဲ့အလမဲ့ရဲ့လုပ်ငန်းတွေဟာဂုံတိတ်ခါရှိရှိနဲ့ရပ်တည်နိုင်ဖို့ဆိုတာရည်မှန်းချက်ကြီးကြီးထားရမှာကတော့သိကြပါဗျ Professional တွေရှားပါလာတဲ့မြန်မာပြည်မှာ အလမဲ့တယောက်ဟာ ပရာဟိတစိတ်ထားရှိပြီးလူအဖွဲ့အစည်းကိုတာဝန်ယူနိုင်ဖို့ကိုစားပြုနိုင်ဖို့ဆိုတဲ့ professional ဖြစ်ဖို့အရေးကတော့လွယ်လွယ်ကလေးမစဉ်းစားသင့်ပါဘူး။ကြောင်ဆောင်တဲ့ကြောင်ဆောင်တဲ့ကြောင်ကိုကြောင်ကိုစောက်လို့စောက်လို့လူတန်းပါဤလူတန်း အရာရာတိုင်းကိုငွေရမှလုပ်မယ်ဆိုတဲ့ concept နဲ့တော့မဖြစ်ဘူးလေငွေတောင်မှမျိုးမျိုးမြင့်မြင့်လေးရမှလုပ်မယ်ဆိုတဲ့ concept နဲ့တော့မဖြစ်ဘူးအကြောင်းမလို့အမြဲကိုနောက်9နှစ်ဆိုရင်ငါဘယ်နေရာမှာရှိနေမလဲနောက်10နှစ်ဆိုငါဘယ်နေရာမှာရှိနေမလဲအဲ့လိုရည်ရွယ်ချက်ထားပြီးတော့ပေါ့နော် target ထားပြီးတော့ငါဘာလုပ်မလဲဆိုတော့ကို homework တွေကိုကို explore လုပ်ပြီးတော့ခြာရေးပြီးတော့မဖြစ်ဖြစ်အောင်လုပ်တဲ့အဲ့ဒီလိုဟာမျိုးဆိုရင်ကောင်းပါလေနောက် CV လည်းရေးဖို့အတွက်ကိုကျွန်မအကြံပေး ကြတယ်။ကိုလန်းလေးကိုကိုမြင်အောင်ဆိုလို့ရှိရင်တော့ကို CV လေးကိုရေးထားတာကောင်းပါတယ်။ CV ကိုရေးကြည့်လားအလိုက်နှစ်အလိုက်ကိုဘာတွေ progress ဖြစ်လာသလဲဆိုတာမြင်လာအောင်လေ။အဲအဲ့ဒါလည်းပဲပြောချင်ပါတယ်။အခုကတော့ဟို ad hoc လို့ခေါ်တာပေါ့ကြုံရင်ကြုံတယ်လို့ပဲအာယုံကြရင်ကြတယ်လို့လုပ်နေတဲ့အခါကျတော့ဟိုရေးရှင်းမှာ professional တယောက်အနေနဲ့တော့ထိမထားနိုင်ဘူးပေါ့။ဒီဆိုရင်ဟိုဥကျတို့တို့စီသွားတယ်ဟိုဘယ်လိုပြောမလဲဒီ HIV AIDS ခံစားနေတဲ့ကလေးတွေကအဲ့ဒါဒီလည်းနဲ့အော်လို့ Facebook ပေါ်တင်လိုက်တဲ့အချိန်မှာနိုင်ငံကိုလည်း Miss Mongolia Mongolia နဲ့ Miss Humanity Association ကလည်းပဲနိုင်ငံကိုစုလို့ပေးရတယ်ပဲရတယ်ပေါ့နော်အဲ့တော့ဒီနောက်လာမဲ့ဒီမလေးလေးကိုလည်းပြောချင်တာအဓိကကလည်းဆိုတော့ဘာလို့အပ်လဲဆိုတော့ International ကသူတို့ကလိုလုပ်နေတယ် Financial Director Director တယောက်နေနဲ့ကြည့်ပေးရမယ်ပြီးနိုင်ငံတို့အနေနဲ့ဘာလို့အပ်လဲဆိုတော့ ဟုတ်ကဲ့ engineering တို့လည်းတို့တခြားနိုင်ငံတွေသွားနေကြရပေါ့နောက်ကလည်း supporting ဆိုတာလည်းမျိုးလည်းပတ်တယ်ဥပမာပေါ့နော်မြန်မာမြန်မာနိုင်ငံမှာလိုအပ်တာရဲ့အများကြီးရှိပါတယ်အော်လည်းဒီလိုအနေနဲ့အဓိကကကိုယ်နိုင်ငံကိုကိုစားပြုတဲ့အနေနဲ့ကိုယ်နိုင်ငံကိုအကောင်းဆုံးဖြစ်အောင်ပေးဆက်နိုင်ရမယ်ပေးဆက်ပြီးမှတခြားနိုင်ငံအတွက်ကိုလည်းအနေနဲ့စဉ်းစားပေးရမယ်လို့ထင်ပါတယ်အလာမေရီများများဆောက်စားမွေးထုတ်ပြီး နိုင်ငံတကာစင်မြင့်ပေါ်တင်ပေးနိုင်တဲ့ front တစ်ခုကတော့ပေါ်လာနေပါပြီ။အလှမဲ့ဖြစ်ပြီးပရဟိတာကို မလုပ်ချင်ကြတဲ့သူတွေအတွက်အနာဂတ်မှာနေရာတနေရာကြံမမလားဆိုတာကလည်းအလှမဲ့တယောက်ရဲ့တာဝန်ကိုကျေပွန်ရဲ့လားဆိုတာလူဖွဲ့စည်းကသာ ဆုံးဖြတ်မှာဖြစ်ပါတယ်။အဓိကတော့လည်းကင်းလို့ကင်းကွာပါလေပါတယ် ့ခုနောက်ပိုင်းဆိုရင်သိချာချာချက်ချက်မှတ်ကိုလောက်လာကြပြီးတချို့လူတွေခြားကြတယ်ငါကပြောချင်တာအမြင့်စရောက်ဒီဟို charity လုပ်ငန်းကိုလုပ်ဖို့လုပ်အောင်မယ်ဘာဖြစ်လဲဆိုတော့သူရဲ့ rules and regulation အရာဒီဒီမြန်မာနိုင်ငံမှာနေမဟုတ်ဘူးတချို့ကနိုင်ငံပြန်လာတော့ ဟာဘယ်ပေါ်ပြလို့ဖြစ်ချင်လို့လုပ်တယ်ဆိုပြီးတော့ဒါကြတယ်။အရင်အဲ့ဒါဘယ်လိုမဆိုင်ဘူး။ကိုဒီ miss တယောက်ဖြစ်တယ်။စံပြဖြစ်ရမယ်။မြန်မာပြည်သူပြည်သားရင်းနဲ့သွေးတဲ့တသားတဲ့အဲ့နေရမယ်ဆိုတဲ့စိတ်ရှိရမယ်။တခြားနိုင်ငံမှာဆိုလဲဒီ miss ဒီဆက်လွယ်လွယ်ပြီးတော့ဒီ charity လုပ်ငန်းကိုလုပ်ရတာပဲလေ။တချို့ ကာမလီယာရှိတယ်မစ်တော့ဖြစ်ချင်တယ်ချယ်ရတီတော့မလုပ်ချင်ဘူးအဲ့လိုမျိုးပေါ့နော်အဲ့လိုမျိုးလေးတွေ့ရတဲ့အချိန်မှာစိတ်မကောင်းဘူးပေါ့နော်သူတို့မစ်စေပြိုင်ပွဲပွဲလာတဲ့အခါမှာပေါ့နော်အမျိုးသမီးပြအယူချင်းရှိရဲကိုအယူချင်းနေကိုနိုင်ငံတကာမှာချပြနိုင်တဲ့နောက်အားပေးတဲ့လူတွေအများကြီးရှိရဲဒီအမျိုးသမီးလုံနိုင်နေပေါ့နော်ကိုယ့်ရဲ့အယူချင်းကိုနိုင်ငံတကာရောကိုယ့်နိုင်ငံမှာရောပြသနိုင်တဲ့အတွက်ကြောင့်ဟိုအမျိုးသမီးတွေအတွက်တော့ကောင်းပါတယ်ဒါဒါမဲ့ဒီဟာကိုပေါ့နော်အချိုးရှိရှိပဲအတုံးစားအတုံးချစေခြင်းနဲ့ဟို ကိုရဲ့အခြားလိုချင်တဲ့ကိုကျိုးဆိုတဲ့အကြောင်းမျိုးတော့ဒီလိုမျိုးဟိုပြိုင်ပွဲဝင်တာဒါမှမဟုတ်အဲ့လိုမျိုးမဖြစ်စေချင်ဘူးပေါ့နော်ဟုတ်